န်းသီးကဒီလောက်တောင်အစွမ်းထက်သလားအလုံးပွဲမင်္ဂလာပါ The Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေမသိသေးတဲ့ပန်းသီးစားခြင်းရဲ့ကျန်းမာရေးကောင်းကျိုးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပန်းသီးတွေဟာဈေးသက်သာပြီးအလွယ်တကူရနိုင်တဲ့အရသာရှိတဲ့အသီးတွေအဖြစ်တစ်ကမ္ဘာလုံးမှာလူသိများကြပါတယ်ပန်းသီးကိုအစိမ့်လိုက်စားတာဖြစ်ဖြစ်ဖြောရည်တောက်တာဖြစ်ဖြစ်မလုံဘူးတဲ့သူဆိုတာဒီကမ္ဘာမှာတော်တော်ရှားပါလိမ့်မယ် ါပေမဲ့တနေ့ကိုပန်းစည်းတစ်လုံးစားရုံနဲ့တသက်လုံးဆရာဝန်တော်မလို့တော့ဘူးဆိုတာတကယ်ဟုတ်ပါသလားဒီစကားကိုပြောလာခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့ပန်းစည်းကလူတိုင်းကိုအကျိုးပြုနေပါသလားဒါမှမဟုတ်ဒီအသီးကိုလုံးဝရှောင်သိမ့်တဲ့အခြေအနေမျိုးမှာရောရှိနေမလားဒီမိကုန်းတွေကိုဖြေချပေးဖို့အတွက်ဂျမားရဲ့အထူးကောင်းမွန်ခြင်းသူတိုင်းတည်ထားတဲ့ပန်းတီစားသုံးခြင်းနဲ့ပတ်သက်တဲ့ကောင်းကျိုးဆယ်ခုကိုပြောပြပေးပါမယ်။ နံပါတ်၁ပန်းသီးဟာနှလုံးနဲ့သွေးကြောယောဂါကိုကာကွယ်ပေးတယ်။ပန်းသီးကိုနေ့စဉ်စားပေးခြင်းဟာသွေးထွင်းကိုလက်စထရောကိုထိန်းညှိပေးနိုင်လို့လေဖြတ်နိုင်ခြင်း stroke နဲ့သွေးကြောပိတ်ခြင်း thrombosis ကိုရှော့ချပေးနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသက်သေပြထားပြီးသားပါ။ကိုလက်စထရောပမာဏကိုရှော့ချပေးနိုင်တဲ့ statin ဆိုတဲ့ဆေးတွေရဲ့တက်ရောက်မှုနဲ့ပန်းသီးတစ်လုံးနေ့စဉ်စားသုံးပေးခြင်းရဲ့တက်ရောက်မှုတွေကိုလည်းနှိုင်းချင်ကြည့်ပြီးပါပြီ။ ပန်းတီးဟာနှလုံးရောဂါကြောင့်တေဆုံးနိုင်ခြေကိုချော့ချပေးနိုင်ရမှာဈေးဝါးတွေလိုပဲဒူညီးတဲ့အာနိသင်ရှိတယ်လို့ကျွမ်းကျင်သူတွေကဆိုကြပါတယ်။ဒါတင်မကသေးပါဘူး။ပန်းတီးစားပေးခြင်းဟာသေးချေကြောင့် gallstone ဖြစ်ပေါ်ခြင်းကိုကာကွယ်နိုင်ပါတယ်။ဒီကြောက်တွေဟာ cholesterol အနေနဲ့ကြောက်ဖြစ်သွားတာဖြစ်ပြီးပန်းတီးတဲ့ကအမြင်တက်က cholesterol ပမာဏကိုမျှတစေပါတယ်။ဒါကြောင့်နှလုံးနဲ့သွေးကြောစနစ်ကိုလည်းပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ လေးလာမှုတကူအရာတော့ပန်းသီးတစ်နှစ်တစ်လုံးစားပေးခြင်းဟာအမျိုးအစားနှင့်စီးကျိုးဖြစ်နိုင်ခြေကို28ရာဂိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။တပတ်အတွင်းပန်းသီးတစ်လုံးနှလုံးပဲစားဖြည့်ရင်တော့အလားတူတက်ရောက်မှုမျိုးကိုရနိုင်ပါတယ်။နံပါတ်1ပန်းသီးဟာအုံနောက်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေတယ်။ပန်းသီးကိုပုံမှန်စားပေးခြင်းဟာအုံနောက်လှုပ်ဆောင်မှုတွေကိုပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့လေလာချက်တော်တော်များများကသုံးသပ်ကြပါတယ်။ ဒီအသီးတွေမှာဆဲပြက်စီးမှုနဲ့ရောင်ရမ်းမှုတွေကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်တွေပါဝင်ပါတယ်။ပန်းသီးဖျော်ရည်ဟာမျက်ညံကိုတည်တည်တသာပိုကောင်းစေတဲ့အရေးကြီးတဲ့အာရုံကြောအချက်ပြမှုဓာတုပစ္စည်းဖွဲ့စည်းမှုကိုအားဖြည့်ပေးပါတယ်။၂၀၀ခုနှစ်တုန်းကအစားအသောက်သိပ္ပံပညာမဂ္ဂဇင်းမှာ ထုတ်ဝေခဲ့တဲ့လေလာစမ်းသပ်ချက်တစ်ခုအရပန်းသီးဟာအယ်ဇိုင်းမားရောဂါကိုကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ နံပါတ်3ပန်းတီးဟာအစာအိမ်ကို ကျမ်းမာစေတယ်ပန်းတီးဟာအစာအိမ်ရောင်ရမ်းခြင်းကုသရာမှာအထောက်အကူဖြစ်တယ်လို့သိရပြီး ပန်းတီးစိမ့်ကတော့ပိုကောင်းပါတယ်အရင်ဆုံးပန်းတီးကိုတေရှာစင်ကြီးအောင်ဆေးကြွားပြီးအခွန်နှွာပြီးချက်ပေးပါ မနက်စောစောမှာအဲ့ဒီလိုချက်ထားတဲ့ပန်းတီးကို စားပေးပါဒီနည်းလမ်းမှာဆိုရင် ပန်းတီးမစားခင်၄နာရီနဲ့ပန်းတီးစားပြီး၄နာရီအတွင်းမှာဘာမှစားလို့မရတဲ့အတွက်မနက်စာကို၁၇နာရီလောက်မှစားပေးပါ ပထမလှမှာပန်းသီးကိုဒီလိုပုံစံနဲ့စားပေးပါဒုတိယလှမှာတပတ်ကို၃ချိန်စားပေးပါတတိယလှမှာတော့တပတ်ကို၁ချိန်စားပေးပါဒါပေမဲ့ကန့်သက်ထားတဲ့အစားအသောက်တွေကိုတော့ရှောင်ဖို့လိုပါတယ်အဲ့ဒါတွေကတော့အဆက်အငဲအစီကော်ဖီရည်နွေးချမ်းပြင်းပြင်းနဲ့လက်လက်ဆက်ဆက်ဖုတ်ထားတဲ့ပေါင်မုံတို့ဖြစ်ပါတယ်ဒီလိုမျိုးပန်းသီးကိုစားပေးခြင်းအပြင်တင်ခန်းစားနေရတဲ့အစာအိမ်ရောင်ရမ်းခြင်းကိုတိတိတသာတသာလာစေမှာဖြစ်ပါတယ် ဒီနီးလန်းကိုစားမလုပ်ခင်မှာလိုအပ်တဲ့အချက်အလက်ပြည့်စုံတော့တေချာအောင်လို့တင်းစရာဝန်ကို အရင်တိုင်ပင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။နံပါတ်၄ပန်းသီးဟာအစာခြေဖြတ်မှုကို အားကောင်းစေတယ်။ပန်းသီးတွေမှာပါတဲ့အမြင်ထက်နဲ့ပတ်တင်တို့ကြောင့်ဒီရသီးကအစာခြေဖြတ်မှုပြဿနာဘာကိုမဆိုတိုက်ထုတ်နိုင်ပါတယ်။ပန်းသီးကအိုအတွင်းကမိုက်ခရိုဖလိုရာကို ထိန်းညှိပေးပြီးကောင်းတဲ့ဘက်တီးရီးယားတွေကို အထောက်အကူပြုပါတယ်။ပန်းသီးမှာကယ်ရိုတင်၊တန်တန် မဂနီဆီယမ်ပိုတက်ဆီယမ်နဲ့ကယ်ဆီယမ်တို့လိုဓာတ်တွေပါဝင်တဲ့အတွက်ဥလန်းချောင်းပိုးဝင်မှုအတွက်လည်းအထူးသင့်တော်ပါတယ်။နံပါတ်၅ပန်းသီးစားခြင်းဟာကိုယ်အလေးချိန်ကိုကျစေပါတယ်။ပန်းသီးစိမ်းမှာပါတဲ့အမြင်ဓာတ်တွေကိုခန္ဓာကိုယ်ကစုပ်ယူဖို့အချိန်ပိုကြာတဲ့အတွက်အချိန်ကြာကြာဘိုက်ပြေနေစေပါတယ်။ဖန်တီးပြုတ်လုထားတဲ့ဝိကြစေတဲ့အမှုံတွေပြည့်စွတ်စေတယ်လို့မဟုတ်ပဲပန်တီးတွေကများသောအားဖြင့်ဓာတ်မတည့်မှုတွေကိုမဖြစ်စေပါဘူး ဒါကြောင့်အဲ့ဒီလိုဆေးဝါးမိဝဲချင်းကနေဖြစ်လာနိုင်တဲ့ခန္ဓာကိုယ်မှာဓာတ်မတည့်ဖြစ်မှုတွေကိုဖျော်ချပေးပါတယ်။ဒါပေမဲ့အာဟာရဗေဒပညာချင်းတွေဟာညနေ၄နာရီနောက်ပိုင်းပန်းသီးစားခြင်းကိုအာမပေးပါဘူး။အဲ့ဒီလိုစားလိုက်ခြင်းကြောင့်ခန္ဓာကိုယ်ကပန်းသီးရဲ့အာဟာရဓာတ်တွေကိုခြေဖြတ်ဖို့အတွက်အချိန်အလုံးအလောက်မရတော့ပါဘူး။နောက်ပြီးတော့ဒီရသီးကဂတ်စထာခြင်းကိုဖြစ်စေတဲ့အတွက်ပန်းသီးမစားခင်မှာဒါကိုလည်းထည့်ထွက်ထားသင့်ပါတယ်။ နံပါတ်6ပန်းသီးဟာကိုခံအားကောင်းစေတယ်။စိတ်ဖိစီးမှုဟာလူတယောက်ကိုဘလို့တွေပြောင်းလဲစေတယ်ဆိုတာကိုလူတိုင်းသိကြပါတယ်။စိတ်ဖိစီးတဲ့အခါမှာစိတ်တွေတိုလာမယ်၊အလုံးလုံးနိုင်စွမ်းနေကြလာမယ်၊ခန္ဓာကိုယ်တွင်ကျန်းမာရေးပြဿနာတွေပေါ်လာမယ်အပြင် အခြားဆိုးကျိုးတွေလည်းအများကြီးရှိပါတယ်။ဒါပေမဲ့ဒီနေရာမှာလည်းပန်းသီးကကူညီပေးနိုင်ပါတယ်။ပန်းသီးညီမအ धिक တွေ့ရတဲ့ကွာစီတင်ဆိုတဲ့အန်တီအောက်ဆီဒန့်ကြောင့်ဒီအသီးတွေဟာကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး ်သင်္ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုဒဏ်ခံနိုင်အောင်ကူညီပေးနိုင်ပါတယ်။ဒီအခြေအနေတွေမှာပန်းသီးတွေဟာအသေးကိုလည်းတန်းစင်ပေးပါသေးတယ်။နံပါတ်9ပန်းသီးမှာဗီတာမင်မျိုးစုံပါဝင်ပါတယ်။ပန်းသီးတိုင်းမှာဗီတာမင်မျိုးစုံပါတယ်ဆိုတာကတကယ်ဖြစ်ပါတယ်။အလဲအလဲအရွယ်အစားပန်းသီးတစ်လုံးကိုစားလိုက်ရင်ကယ်လိုရီက95ပါဝင်ပါတယ်။ဗိုက်ပြေသွားတဲ့အရာသာအပြင်ဗီတာမင် C 4g ခန္ဓာကိုယ်ထဲရောက်ပါမယ်။မဂနီဆီယံ ိုတက်ဆီယမ်နဲ့ကော်ပါစတဲ့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့မိုက်ခရိုတတ္တုဓာတ်တွေကိုလည်းတနေတာအတွက်လိုအပ်တဲ့ပမာဏကို စားသုံးပြီးသားဖြစ်သွားမယ်အပြင်ဗီတာမင် A, ဗီတာမင် E, ဗီတာမင် B1, ဗီတာမင် B2 နဲ့ဗီတာမင် B6 တို့လည်းပါဝင်ပါသေးတယ်။ပန်းသီးတွေကိုအအေးမိဖြားနာမှုတွေကနေကာကွယ်ဖို့စားကြသလိုအနေရည်ပေးနိုင်တဲ့အကျိတ်လိုမျိုးပြင်းထန်တဲ့ယောဂဝေဒနာတွေကိုကုသဖို့အတွက်ပါစားသုံးကြပါတယ်။ ပိုတက်ဆီယမ်ပမာဏလုံလောက်စွာစားခြင်းဟာတွေးဖီအားကိုထိန်းချိပေးနိုင်ပြီးကယ်ဆီယမ်ကိုတော့သွားကြွေးလွှာတွေနဲ့အရိုးတ िश ူးတွေတမ်းမာစေဖို့အတွက်လည်းလိုအပ်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုအရသာရှိတဲ့အသီးတစ်လုံးစားရုံနဲ့အာဆီတွေတောင်မိဝဲစရာမလိုတော့ပါဘူး။နံပါတ်၈ပန်းသီးဟာအလားအပါနဲ့ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ပန်းသီးတိုင်းမှာပါဝင်တဲ့ဗတ်တင်ဓာတ်ကြောင့်ဒီအသီးတွေကို နေ့စဉ်စားပေးခြင်းဟာအသားအရေကိုလှပစေတယ်။ ငေရွယ်နုပြိုစေတဲ့အေးမြလက်ဆက်နေစေပါတဲ့ဓာတွေတင်မကာသေးပါဘူးပန်းသီးမှာအသက်အရွယ်အိုမဲမှုကိုကာကွယ်ပေးတဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်ပန်းသီးကို စားယုံတင်မဟုတ်ပဲအလားအပါအတွေ့အသားအရေပေါင်းတင်တဲ့အနေနဲ့ပန်းသီးစိတ်ကိုစပင်တွေအရေပြားတွေမှာပိုလိမ့်လို့ရပါတယ်ဖောရောင်ချင်း LD မှာဓာတ်စာကဲတွေပျောက်သွားစေခြင်းရင် ပန်းသီးချက်ပပလေးလှီပြီးမျက်စိအောက်မှာကတ်ထားလို့ရပါတယ် နံပါတ်9ပန်းသီးကိုနေစဉ်စားပေးပါဒါပေမဲ့ကန့်သတ်ချက်ကိုသိအောင်လုပ်ပါပန်းသီးကိုနေစဉ်စားပေးသင့်ပြီးပန်းသီးမှာအကျိုးသက်ရောက်မှုတွေအများကြီးရှိပေမဲ့အကန့်အသတ်မရှိ မစားသင့်ပါဘူးပန်းသီးမှာပါဝင်တဲ့ကာဘိုဟိုက်ဒရိတ်တွေကိုကျွန်တော်တို့ခန္ဓာကိုယ်ကဂလူးကို့စ်အဖြစ်ပြောင်းပြစ်ပါတယ်သင်ဟာလှုပ်လှုပ်ရှားရှားနေတတ်တဲ့သူဖြစ်မယ်အားကစားလုပ်မယ်တပတ်ကိုအနည်းဆုံးနှစ်ခါလောက်အားကစားခန်းမှသွားနေမယ်ဆိုရင်တော့ဒါကအသင့်ကိုအကျိုးပြုနိုင်ပါတယ် ဒါပေမဲ့အထိုင်များတဲ့အလုပ်လုပ်နေရပြီးလှုပ်ရှားမှုနည်းရင်တော့ပန်းသီးတွေဟာသွေးတွင်းသကြားပမာဏကို တိုးစေလို့အန္တရာယ်ဖြစ်စေနိုင်ပါတယ်။အဲဒါကြောင့်တနေ့ကိုအလယ်အလတ်အရွယ်အစားပန်းသီးသုံးလုံးထက်တော့ပိုမစားသင့်ပါဘူး။ဒီလိုစားပေးသွားရင်ခန္ဓာကိုယ်အတွက်အကျိုးရှိမဲ့အရာတွေကိုလည်းရနိုင်သလိုကယ်လိုရီလည်းအများကြီးတက်မှာမဟုတ်တော့ပါဘူး။နံပါတ်10ပန်းသီးဟာအန်အောစရာဟင်းချက်ပွဲတစ်မျိုးပါ။အသီးတွေကိုအစိမ့်လိုက်စားတာကပိုကောင်းကြပါတယ်။ ဒါပေမဲ့ပန်းသီးမှာပါတဲ့မိုက်ခရိုတက်တူဓာတ်တွေအကုန်ကိုစက်ပြီးစားသုံးဖြစ်နေဖို့အတွက်ပန်းသီးဖြော်ရည်ဒါမှမဟုတ်ပန်းသီးပိုင်မုံဒါမှမဟုတ်အချိုးပွဲတစ်မျိုးမျိုးလှူစားလို့ရပါတယ်။ပန်းသီးအချိုးအကျော်တောင်လှူစားလို့ရပါသေးတယ်။အင်တာနက်မှာရှာယုံတဲ့ချက်ရလွဲတဲ့ပန်းသီးချန်နီမျိုးစုံကို တွေ့နိုင်ပါတယ်။ပန်းသီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အခြားအချက်တွေကတော့ပန်းသီးမှာရေ85ရှာခိုင်နှုန်းပါတဲ့အတွက်ခန္ဓာကိုယ်ရေဓာတ်ဖြည့်ဖို့နဲ့ တက်ကြွလန်းဆန်းနေဖို့အတွက်ဒီအသီးတွေကမရှိမဖြစ်လိုအပ်ပါလေအထက်ကအစားအစာတစ်ခုခုမစားခင်မိနစ်20လောက်အရင်ပန်းသီးစားတာကအကောင်းဆုံးပါပဲဒီလိုစားပေးခြင်းကြောင့်ဗိုက်စာနေမှုကိုချောချနိုင်ပြီးတကယ်တမ်းစားတဲ့အခါမှာလည်းစားသုံးတဲ့ကယ်လိုရီပမာဏလျော့သွားနိုင်ပါတယ်ပန်းသီးအနေဖြစ်ဖြစ်အစိမ့်ဖြစ်ဖြစ် ကျန်းမာရေးအတွက်အကျိုးသက်ရောက်မှုတွေရှိပါတယ်အခုမနှွားဘဲစားတာပိုကောင်းပါတယ် အရှိမပြောသွားတဲ့အာဟာရတဲ့တော်တော်များများကအခွန်မှာပါတာပါ။ပန်းသီးတစ်နှစ်တလုံးစားခြင်းကြောင့်တတ်တတ်လုံးဆရာဝန်ပြစရာမလိုတော့တာမဟုတ်ပေမဲ့အကျိုးသက်ရောက်မှုအများကြီးရှိတာကိုတော့သင်သိပြီးလောက်ပါပဲ။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့ပန်းသီးရဲ့ကျမ်းမာရေးကောင်းကျိုးတွေကိုဘိုးသူတအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွေမှာလည်းလူချင်းမင်းတို့ရဲ့ကျမ်းမာရေးဆိုင်ရာဘိုးသူတရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသောကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တိဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် Dan Medical Mistake YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Message Facebook page ကိုလည်း like and follow လုပ်ပေးထားဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။